ခမရောက်ရာကျမ်းအခန်းကြီး၁၀နှစ်အခန်းငယ်၁၀မှာဖျားသခင်ဟာအေတီရီလာလူမျိုးတွေကိုပတခါပွဲကိုစင်ဆက်မပြတ်စောင့်ရှောက်ဖို့မိန့်တော်မူခဲ့ပေမဲ့ဒါဟာနှစ်နှစ်ထက်ပိုမကြာခဲ့ပါဘူး။ AD 325ခုနှစ်နိုင်စီယာဘာသာရေးအစည်းအဝေးပြီးနှစ်ပေါင်း1600ကြာပြီးနောက်ကောင်းကင်နိုင်ငံနီးလာတဲ့ဒီနေ့အချိန်ထိပတ်သက်ခါပွဲကဘလို့ပြောင်းလဲလာခဲ့ပါသလဲပြောက်ကွယ်သွားခဲ့ပါတယ်နှစ်တိုင်းဆောင်ရမယ့်ပတ်သက်ခါပွဲဟာမက်နက်စာတန်ရဲ့ခြေနှင်းခြင်းနဲ့အဆုံးသတ်ခဲ့ပြီး နှစ်ပေါင်း1600ကြိုကြအောင်မဆောင်ခဲ့တာဖြစ်ပါတယ်။ကတခါပွဲကဘဲချိန်မှာပြန်ပေါ်လာခဲ့ပါတည်းလေ။တဲကန်နာရရဲ့ကျူတင်ဟောစကားကိုကြည့်တဲ့အခါခါနန်ပြည်မဝင်ခင်တနည်းအားဖြင့်ကောင်းကင်နိုင်ငံမဝင်ခင်ပတ်တခါပွဲဟာတခါပြန်ထမြောက်ခဲ့ပါတယ်။ဖျားသခင်ဟာယောရှုနဲ့ဣသရေလလူမျိုးတွေကိုခါနန်ပြည်စီမခေါ်ဆောင်ခင်ပတ်တခါပွဲကိုစောင့်စီခဲ့တယ်လို့မျိုးကျွန်တော်တို့ထာဝရကောင်းကင်ကိုမဝင်ခင်မှာပရိညင်တရားတစ်ပတ်တခါပွဲအကြောင်းကို သူဟာနှုတ်ဆက်ပြီးတော်မူပြီးပပခါပွဲကိုစောင့်တဲ့သူတွေပဲဝင်နိုင်မှာဖြစ်ပါတယ်။မောရှိနဲ့အေးတရီလာ လူမျိုးတွေရဲ့တဲကန္နာရအနှစ်40ခီးကတဆင့်ဖျားသခင်ဟာ နောက်ဆုံးခေတ်မှာကောင်းကင်နိုင်ငံမှာထာဝရအတကူအမွေခံမဲ့လူမျိုးတွေကို ရှင်းရှင်းလင်းလင်းပြသတော်မူခဲ့ပါတယ်။